အအဓိကတော့ခုနကပြောလို့မိုးလာပြီဆိုလို့ရှိရင်ခုနကဝမ်းပြဝမ်းလျှောရတယ်ခုနကအရန်အရေးကြီးရပါတော့ပြီးရင်ကျွန်တော်တို့အတချို့တွေဆိုအခုလောက်ကြရလေမိုးကတွေလှူပေးနေကြရတယ်ပေါ့ဒါကတော့ရာသီဥတုအပိုင်းပေါ့ကျွန်တော်တို့ဆရာဝန်တယောက်ဖြစ်တဲ့အတွက်ဒီယောဂအပိုင်းလေးတွေပဲပို့ပြီးတော့ယူဆိုင်ပို့ပြောခြင်းပါတယ်အ ကျွန်တော်စေးဘောက်စ်လေးလည်းပြန်ပြီးပြင်ဆင်ပါပြင်ဆင်တဲ့အခါကျရင်လည်းနှုတ်စီထဲမှာဘာလေးထည့်တယ်ဆိုတော့ကျွန်တော် list လေးတင်ပေးမယ်တကယ်လို့ဟိုကိုလက်လန်းတင်ရဝယ်မယ်ဆိုတော့ဒီစင်းရင်းလေးတိုင်းဝယ်ပြီးတော့လှူပေးလို့ရအောင်ပေါ့နော်ကျွန်တော်ဘာစေးလေးတွေကျွန်တော်လှူပေးပြမယ်အော်တကယ်ချင်းနဲ့ဆရာဝန်နဲ့တိုင်ပေးမယ်ကိုလည်းအကိုအရင်ကလည်းကျွန်တော်စေးဘောက်စ်လေးလုပ်နေကြဆိုလေအာစေးဘောက်စ်လေးကျွန်တော်စင်းရင်းလေးနဲ့ပြန်တင်ပေးပါမယ်အဲ့လိုဒီအပိုင်းမှာဟုတ်အခုကတော့ကျွန်တော်ဒါမနက်ပိုင်းနီးလယ်ပိုင်းတစ်ဖက်အလူခံလိုက်တာတော့ အ28လောက်ရတယ်30နီးပါးရတယ်ပေါ့နော်ညနေနဲ့ဆိုကျွန်တော်ကတော့မှန်းတာတော့30 40 50လောက်တော့ရမလားလို့မှန်းတယ်ပေါ့မှန်းပြီကျွန်တော်ကအခုမေးကြည့်တဲ့အခါမှာသူအစားအသောက်တွေကြတော့အဆင်ပြေတယ်တော်တော်များများစေးဝါးလှူတာလေးနဲ့ရှားတယ်လို့သိရတယ်အကိုကိုရန်လက်ဆရာဝန်ဖြစ်တဲ့အတွက်စေးဝါးတွေလှူပေးတာပိုကောင်းမလားဆိုပြီးတော့စဉ်းစားထားပါတယ်ဟုတ်အအကျဉာဏ်ပေးချင်တာကတော့အခုဒီနေ့ line ပေါ်မှာတွေ့တာလေးပေါ့နော် line ပေါ်မှာတွေ့တဲ့အခါမှာဒီ dead body တွေကိုတည်တဲ့အခါမှာဟိုကျွန်တော်တို့ဖူတွေဖြစ်တာမျိုးတွေပေါ့နော်အဲ့လို အဲ allergic ဖြစ်တာမျိုးတွေတွေ့ရတယ်ပေါ့အဲ့ဒါမျိုးကတော့ကျွန်တော်တို့ကအဓိကကတော့တန်ရှင်းပြန်လုပ်ဖို့ပေါ့ double တွေကင်ပြီးတဲ့အခါမှာအပြီးအဓိကကတော့ PPE ဝတ်ထားတာမျိုးတွေလုပ်ရမယ်အာပြီးလို့ရှိရင်ကျွန်တော်တို့လက်အိတ်တွေတခြားဝတ်ရမယ်ပေါ့အာ site view ရေးမှာတုံးတဲ့လက်အိတ်လိုမျိုးကတော့အကောင်းဆုံးပဲပေါ့နော်လက်အိတ်အထုတွေဝတ်ရမယ်အာဒီလိုမတက်နိုင်အောင်ဆိုရင်တော့ surgical glove တွေဝတ်ထားရမယ်ပေါ့အာပြီးလို့ရှိရင်ကျွန်တော်တို့ဒါပေါ်ဒီတဲ့ပြည့်ရဲ့ခါမှာကျွန်တော်တို့ဒတ်တော်လိုဟာမျိုးနဲ့ပြန်စေးတာမျိုးတွေလုပ်ပေးတဲ့နေပေါ့နော်အာပြီးရင်တချို့တွေကလည်း အာတွေ့ရတာဗာလဲဆိုရေအေးတွေအရန်တောက်တာမျိုးတွေပေါ့နော်ရေအေးတာဆိုတော့ကျွန်တော်တို့ပုံမှန်ရိုးရေကိုပဲပြောတာပေါ့နော် ပုံမှန်ရိုးအေးကြီးရာကြတော့ကျွန်တော်ခန္ဓာကိုယ်ကိုပူချိန်နေကိုပြန်ပြီးတော့ထိမ့်ပေးတယ်အာရေတက်ဆုံးဆုံးသွားတာကိုပြန်ပြီးတော့ဖြည့်ပေးတယ်ပေါ့နော်အဲ့ချိန်မှာဓာတ်စားတွေပြန်တောက်ပေးတဲ့နေပေါ့ဟုတ်အကြံဉာဏ်ပေးချင်တာကျွန်တော်နှစ်ဦးနှစ်ဖက်လုံးမှာပေါ့နော်လှူတဲ့လူတွေကလည်းတကယ်ကိုဘယ်လိုပြောမလဲကိုယ့်ရဲ့အကုန်လုံးအကုန်လုံးက ကိုယ့်ရဲ့ဝင်ငွေတွေအကုန်လုံးကိုမိသားစုတွေကလည်းအကုန်လုံးအိမ်တိုင်းအိမ်တိုင်းမှာမိသားစုတွေရှိကြတယ်။ဟိုရန်ကုန်ကလာရတဲ့ဆိုပေမဲ့လည်းရန်ကုန်ကလည်း ਨੇ ပတ်သက်တဲ့သတင်းတွေကလည်းတက်နေတော့မယ်ပေါ့နော်။ကျွန်တော်တို့ဆိုလည်းကိုယ်တိုင်ကြီးမသွားနိုင်သေးဘူး။အဲ့တော့သွားနိုင်တဲ့လူလည်းတကယ်လည်းချီးကျူးတယ်။အဲ့တော့လူတဲ့လူတွေလည်းအာအစဉ်ပြေရအောင်အလူခံတဲ့လူတွေပြန်ပြီးကူညီပေးပါလို့ပြောချင်တယ်တခါလေကြအဲ့လိုသတင်းလေးတက်လာပြီပေါ့နော်အာအလူခံတဲ့အခါမှာသူတို့လည်းမှန်ပါတယ်တကယ်ကိုပူဆွေးတော့ကရောက်နေတဲ့အခါမှာတကယ်ကို လိုအပ်နေတဲ့အချိန်မှာဒီလှူတဲ့ပစ္စည်းလေးတွေကိုလှူတဲ့အခါမှာဟိုစနစ်တကျမရှိတာလေးလည်းရှိတာပေါ့နော်အဲ့ဒါလေးတို့နားလေတယ်ဒါပေမဲ့တချို့အာတကယ်လိုအပ်တာမဟုတ်ဘဲနဲ့ချို့လူတွေကကြတော့အဲ့လိုမျိုးတွေရှိတတ်တော့အဲ့ဒါလေးတော့စင်ကြင်ပေးဖို့အတွက်အကြံကြံပေးချင်ပါတယ်ဟုတ်အကုန်လုံးကအဓိကကျွန်တော်တို့အာပြန်ကြားတာပေါ့နော်ကျွန်တော်အမြဲတမ်းလည်းအဆက်အသွယ်ရှိရဲမန်နီယာတငယ်ချင်းတွေလည်းအဆက်အသွယ်ရှိတယ်အာသူတို့တွေဆီကပါကြတယ်တစ်ခါတလေကြတော့အဲ့ဝင်းပြက်ဝင်းရှော့တွေနည်းနည်းစပြီးတော့သတိထားရတယ် တခါကြတော့အစားအသောက်တွေပြင်ဆင်သွားကြတယ်ပြင်ဆင်တဲ့အခါမှာနေရာထိုင်ခင်းကြောင်းတော့တရားတာဝေးတာပြောရာသီဥတုခြေနေရကျွန်တော်တို့အစားအသောက်တွေကတိတ်ပြီးတော့မလက်ဆက်တော့တာမျိုးတွေရှိတယ်အာပြီးတော့ရှင်ဟိုအရာအားလုံးကြောင့်ကျွန်တော်တို့တန့်ရှင်းရေးအခြေအနေတွေကလည်းအရင်တို့တန့်တန့်ရှင်းရှင်းမစားနိုင်တော့ဘူးအဲ့တော့ရာသီဥတုခြေနေတွေအကြောင်းကြောင်းကြောင့်မတန့်ရှင်းတဲ့အခါမှာအခုဝမ်ယောဂါတွေဖြစ်တယ်လို့လည်းကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်လှူတဲ့အခါမှာလည်းဒီဆေးထဲမှာတစားတွေ အာပြီးတော့ဝမ်ယောဂါအတွက်ဆိုရင်ဒေါက်ဆီတွေအဲ့လိုမျိုးပြန်ထည့်ပေးမယ်လို့ကျွန်တော်စဉ်းစားထားပါတယ်ဟုတ်အာအဓိကတော့ခုနကပြောလို့ကျွန်တော်မိုးလာပြီဆိုလို့ရှိရင်ခုနကဝမ်ပြတ်ဝမ်ချော့ရတယ်ခုနကအရန်အရေးကြီးရပါတော့ပြီးရင်ကျွန်တော်တို့အာတချို့တွေဆိုအခုလောက်ကြရလေမိုးကတွေလှူပေးနေကြရတယ်ပေါ့ဒါကတော့ရာသီဥတုအပိုင်းပေါ့ကျွန်တော်တို့ဆရာဝန်တယောက်ဖြစ်တဲ့အတွက်ဒီယောဂါအပိုင်းလေးတွေပဲပို့ပြီးတော့ယူဆိုင်ပို့ပြောခြင်းပါတယ်အာ ကျွန်တော်စေးပေါ့စ်လေးလည်းပြန်ပြီးပြင်ဆင်ပါပြင်ဆင်တဲ့ခါကျရင်လည်းနှုတ်စီထဲမှာဗာလေးထည့်တယ်ဆိုတော့ကျွန်တော် list လေးတင်ပေးမယ်တကယ်လို့ဟိုကိုလက်လန်းတင်ရဝယ်မယ်ဆိုတော့ဒီစင်းရင်းလေးတိုင်းဝယ်ပြီးတော့လှူပေးလို့ရအောင်ပေါ့နော်ကျွန်တော်ဗာစေးလေးတွေကျွန်တော်လှူပေးပြစ်မယ်။အော်တကယ်ချင်းနဲ့ဆရာဝန်နဲ့တိုင်ပေးမယ်။ကိုလည်းအာကိုအရင်ကလည်းကျွန်တော်စေးပေါ့စ်တွေလုပ်နေကြဆိုတော့လေအာစေးပေါ့စ်လေးကျွန်တော်စင်းရင်းလေးနဲ့ပြန်တင်ပေးပါမယ်လို့ဒီအပိုင်းမှာဟုတ်။အဓိကကတော့ကျွန်တော်တို့ကဟိုကျွန်တော်အရင်ကတင်ဘူးတဲ့ ဗီဒီယိုကလစ်လေးရှိပါတယ်လူတယောက်ကိုချစ်တဲ့လူတယောက်ပျက်စီးဆုံးဆုံးသွားရင်ပေါ့အဲ့ဒါလေးနဲ့ပတ်သက်တာအဓိကစိတ်ပိုင်းဆိုင်ရာလေးတွေပေါ့အဲ့တော့ဘာသာဘောင်းစုံကျွန်တော်တို့ထိခိုက်ကြရတယ်အဲ့တော့ကိုယ့်ရဲ့ဘာသာရေး user ကျွန်တော်မနေ့ကဆိုတငယ်ချင်းတယောက်တငယ်ချင်းဆိုတာဆုံးသွားတာလည်းတငယ်ချင်းပဲကြံခဲ့တာလည်းတငယ်ချင်းပဲနှစ်ယောက်လုံးဆရာဝန်တွေပဲအဲ့ဆုံးသွားတဲ့တငယ်ချင်းကကြတော့ကျွန်တော်အအဖွဲတွေရဆိုတော့နာမည်တူတူပဲဆိုတော့လေတဖွဲတည်းဆိုတော့ပူရင်းနီးတယ်အော်သူ့ရဲ့အမျိုးသမီးတော့တငယ်ချင်းပါပဲအကျတော့ပြီးတော့နှစ်သိမ့်ပေးပြတယ်ပေါ့ပြီးတော့သူ့ရဲ့ကလေးလေးလည်းပါသွားတယ်အဖေလည်းပါသွားတယ် ဆိုတော့သူတို့သူကလည်းသူ့ကိုသူတန်ပေါင်းနေပါတယ်သူစိတ်ထဲမှာလည်းသူပြောသူသူလည်းအာတငယ်ချင်းရေးတဲ့နင်းတငယ်ချင်းကတော့အာကလေးတွေခေါ်ပြီးတော့ဖះเจ้าသွားပြီးရဲ့အဲ့လိုပြောတော့စိတ်မကောင်းဘောတော့ကိုလည်းသူ့ရုပ်တရက်ဘလို့နှစ်သိမ့်ရမှန်းမသိဘူးအဲ့ဒါနဲ့တော့တငယ်ချင်းတို့ငါဘလို့နှစ်သိမ့်ရမှန်းတော့ငါမသိဘူးလို့အမှန်တိုင်းပြောတာဒါမဲ့ဒီချိန်မှာကတော့ဟိုသွားတဲ့လူတွေကအကောင်းဆုံးအေးချမ်းတဲ့နေရာတစ်ခုရောက်သွားပြီးအဲ့တော့အဓိကကိုကိုကျမ်းမအောင်ဘောနော်ကိုကိုကျမ်းမတာလည်းသူတို့မြင်ချင်မှာပဲ တော့တကယ်တည်းဖုန်းနံပါတ်လေးကျွန်တော်အဆက်အသွယ်တိတ်မရှိရကြားပြီးတော့ဖုန်းနံပါတ်လေးယူထားအော်နင်းစီမှာငါတို့ရှိတယ်ဆိုစိတ်ကလေးရှိအဲ့အဲ့စိတ်လေးပဲထားပါတော့တခါလေးကျတော့လူတွေကတဲ့ရင်ပုတ်တက်လာလေသူတို့မိသားစုတွေအကုန်လုံးပါသွားတော့သူကိုယ်တိုင်လည်းဟိုတိုက်ပွားခုံချသွားတယ်ပါအဲ့လိုမျိုးတွေတင်းနေလည်းတက်လာတော့အနည်းဆုံးကတော့ကိုအသက်ကိုကတော့အကောင်းဆုံးရှင်သန်နေရမယ်ပေါ့ဒါဟိုလည်းထွက်သွားတဲ့လူတွေရောသူ့ကိုချစ်တဲ့ဂျန်နဲ့ရှင်ချန်ခဲ့တဲ့လူတွေကလည်းဒါဟိုပဲလူချင်းကြမှာပဲအဲ့တော့ကိုကိုယ်တိုင်အကောင်းဆုံးတန်ပါမှဖြစ်မယ်ပေါ့နော်အဲအဲ့ဒါလေးရဲ့ ပြီးတော့သူတို့ကခုချင်းစာလို့ရကျွန်တော်လည်းဒါအဖေဆုံးမသွားတဲ့ခါမှာဒုတိယကသူကလက်မခံနိုင်သေးတာဒီဖြစ်ပျက်ကြီးလက်ခံဖို့ခဲရင်တာအဲ့တော့အမေပြောဘူးတယ်အဖေဆုံးဆုံးညတော့ဆိုအဲ့လိုတခြားနိုင်လာမိတဲ့လူရပေါ့နော်ဆုံးမတော့စိတ်မကောင်းဖြစ်တဲ့အချိန်မှာအမေအစားတော့စိတ်ဝမ်းနေတာကိုတင်းထားသေးတယ်အဲ့လိုလာမိတဲ့အချိန်မှာအမေကငိုတာသူ့စိတ်ထဲမှာဘာလို့လဲဆိုတော့တနည်းသွားနေလို့ပဲသူ တတ်မှတ်ထားသေးတယ်ပေါ့နော်ဒါကြီးကလက်မခံနိုင်သေးဘူးပေါ့အဲ့လိုမျိုးလေးတွေပေါ့သူလောလောဆယ်အခြေအနေမှာတချို့တွေကလည်းအဲသူတို့ခီဝေးသွားနေတယ်ဆိုတော့စိတ်နဲ့သူတို့နေကြရတယ်ပေါ့နော်အအဓိကတော့ကျွန်တော်ပြောချင်တာတော့ရှင်ရှင်ကြံခဲ့တဲ့လူတွေကတော့ကိုယ့်ကိုယ်ကျန်းမာအောင်နေဖို့အဲသူတို့တွေကဟိုကောင်းတဲ့နေရာတစ်ခုသူတို့ရောက်သွားကြပြီအဲ့ဒါယူအရန်ပူဆွေးနေရင်ကိုပါထိခိုက်မှာပေါ့နော်ကိုကအဓိကတော့အကောင်းဆုံးရှင်သန်နေဖို့ပါအဓိကကတော့လေကျွန်တော်က ဟိုဘယ်လိုပြောမလဲလူအလူတန်းနေတယ်ကျွန်တော်လှုပ်ချင်တယ်အရင်ကတည်းကလည်းကျွန်တော်အလူတန်းနေတယ်အများလှုပ်ခဲ့ပါတယ်အလှုပ်တဲ့အချိန်မှာကျွန်တော်တို့ကလည်းအလုတ်ကဝင်လာမှလည်းတစ်ဖက်ကိုပြန်လူနိုင်မှာဟိုသူများတွေလိုကြီးအလိုကြီးပုံပြီးတော့လည်းကျွန်တော်လူနိုင်တဲ့ထက်မှမပါဘူးအခုဒီအချိန်ထိလည်းအိုးဥပိုင်အိမ်ပိုင်ကားပိုင်လည်းမရှိသေးတော့စူးစမ်းနေရတဲ့အတိုင်းတာမှာအဲ့တော့ကျွန်တော်စဉ်းစားတာ percentage တစ်ခုပေါ့အခုအစပိုင်းမှာကျွန်တော်စဉ်းစားထားအခုတကယ်လို့လှုပ်ဖြစ်ခဲ့ရင်တောင်မှလှုပ်ဖြစ်ခဲ့တဲ့အမှုပညာကြီးတရားခံတော့ကျွန်တော်ပြန်လုပ်မယ် အဲရေးရှိမှာတော့ကျွန်တော်ရာခိုင်နှုန်းပေါ့ဝင်ငွေပေါ်မူတည်ပြီးတော့ရာခိုင်နှုန်းအနည်းများကျွန်တော်ပြန်ချိန်မယ်ဘာလို့လဲဆိုတော့ကျွန်တော်မှာကဟိုတရုတ်ဆောင်အဓိကအလုပ်က main ဖြစ်တယ်အဲပြီးရင်တစ်ခါတည်းဆိုဆန်ညွှန်းရေးတယ်အဲတရုတ်ဆောင်ဘက်ကရတဲ့အမှုပညာကြီးကိုအခုဒီလားဒီမှာကျွန်တော်စနားကျွန်တော်တရားရာခိုင်နှုန်းပြန်လှူမယ်နော်ရေးရှိအတွက်ကိုတော့ကျွန်တော်ကအဲလို percentage တွေတစ်ခုနဲ့ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကအဝင်ငွေမရှိဘဲနဲ့ရက်တိလို့ရတဲ့အထက်မှာကျွန်တော်မပါသေးဘူးတလားလုံးဝင်ငွေမရှိလို့မရဘူး အော်ဒီအလုတ်မှာဝင်ငွေကိုကျွန်တော်လှူလိုက်ပြီဆိုကျွန်တော်တခြားဘက်ကကျွန်တော်ပို့ကြိုးစားရမှာပေါ့နော်အဲ့တော့ကျွန်တော်အလုတ်တရားလုံနေရမှာဘာလို့လဲကျွန်တော်လှူခြင်းတဲ့အတွက်ပေါ့နော်